မင်္ဂလာပါရှင်။မိုးတာမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။မြန်မာလေတက်ဟာတရုတ်နိုင်ငံတော့ WHO မြို့အစားမဟာဗျူဟာမြောက်တယ်ယူပို့ဆောင်ရေးနဲ့ဘုံကျဲလီရင်ကြီးကို ပိုင်ဆိုင်ဝယ်ရှိရလို့မကြသေးမီကလူမှုကွန်ရက်မှာသတင်းတွေကြက်ကြက်ပြက်ပြက်ထွက်ပေါ်ခဲ့ပါတယ်။အဲဒီထွက်ပေါ်ခဲ့တဲ့သတင်းအတိုင်းသာမှန်ခဲ့မယ်ဆိုရင် NASA ကအစိုးရကိုစန့်ကျင်နေရဲ့တိုင်းသားလည်းနဲ့ကအဖွဲ့ရိနေ PDF အဖွဲ့ရိအတွေ့ကြီးမားတဲ့အိမ်မက်ဆိုတွေ မဲ့ရဝယ်ရှိရဲလို့ဆိုကြပါတယ်။တရုတ်တန်ဖိုင်ထဲမှာတော့ Y8 အမျိုးအစားလေရင်ကဘလို့စိုင်းရီကောင်းတွေရှိနေတယ်လဲဆိုတဲ့အချက်ပြင်မြမလေးတက်လက်ရှိအထက်ကထားသုံးနေရဲ့ Y12 နဲ့ Y8 နဲ့နှိုင်းရှင်ရဲ့ဘယ်လေရင်ပိုကောင်းတယ်လဲဆိုတာကိုပြောပြပေးတော့မှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့ Motor Media Channel ကို Subscribe နဲ့ Like ရန် Share လေးလုပ်ပေးပါအောင်ရှင်။ပြည့်တဲ့ကြည်ရဲ့ မြန်မာနိုင်ငံမှာ2020တခုနှစ်ကနိုင်ငံရေးပြဿနာတွေဖြစ်လာခဲ့ပြီးနောက်ပိုင်းလက်နက်ကိုင်တိုက်ပွဲတွေဖြစ်လာခဲ့တာဟာ၄နှစ်ကျော်လာပြီဖြစ်ပါတယ်။တိုက်ပွဲဖြစ်ပွားမှု၄နှစ်တာကာလအတွင်းနာဆာကအစိုးရဟာတရုတ်နိုင်ငံတို့တိုက်လေရင်တွေနဲ့ရုရှားနိုင်ငံတို့စစ်ဘက်သုံးလေရင်တွေကိုဝယ်ယူလက်ခံရရှိခဲ့တယ်လို့လည်းသိရပါတယ်။လက်ရှိချိန်မှာလည်းတရုတ်နိုင်ငံ ရှန်စီ YHF 200W အမျိုးအစားနေပြူအာမြောက်တယ်ယူပို့ဆောင်ရေးလေရင်20ကို ထပ်မံအားဖြင့်ရယူဝယ်ရှိနေတယ်လို့ပြီးခဲ့တဲ့တင်ပတ်တွင်မြန်မာ witness အဖွဲ့နဲ့သတင်းဌာနတွေကဖော်ပြခဲ့ပါတယ်။မြန်မာ witness အဖွဲ့ကရှန်စီ YHF 200W အမျိုးအစားရေပြူအားမြောက်တယူပို့ဆောင်ရေးလေယာဉ်နှစ်စင်ဖြစ်တဲ့ MN နံပါတ်5923နဲ့5924ကိုတရုတ်ပြည်သူသမ္မတနိုင်ငံကိုမင်းအပြည့်ပြည့်ဆိုင်ရာလေဆိပ်ရှိနေရာတစ်ခုမှာရှာဖွေတွေ့ရှိခဲ့တယ်လို့ရေးသားဖော်ပြထားပါတယ်။ဒါပြင်အဲ့ဒီလေယာဉ်နှစ်စင်ဟာ အသိဖြစ်ပြီးတော့ MAF နာမည်တမ်းမတော်လေးလို့ရေးသားထားကအရင်ကမရှိဘူးတဲ့အမီးနံပါတ်တွေကိုတွေ့ရတယ်လို့ဆိုပါတယ်။မကြသေးမီကမိတ်ဆက်ခဲ့တဲ့ YAF200W အမျိုးအစားလေရင်နဲ့အမီးနံပါတ်5922ဖြစ်ပြီးအဲ့ဒီလေရင်ကို2024ခုနှစ်ဒီဇင်ဘာလမှာစတင် အသုံးပြုခဲ့တယ်လို့ဆိုပါတယ်။ MAF အဖွဲ့ဟာစေဘက်လေရင်တွေနဲ့ပတ်သက်ပြီးဝန်ဆောင်နိုင်စွမ်းနဲ့ဘက်ဆောင်အသုံးပြုနိုင်မှုအတွက် အထူးအလေးထားတဲ့ Y8 လေယာဉ်တွေကိုဆက်လက်တိုးချဲ့အသုံးပြုရရှိတယ်လို့တွေ့ရှိရတယ်လို့လည်းမြန်မာ Witness အဖွဲ့ကဖော်ပြထားပါတယ်။အဲဒီ Y8 နောက်ထပ်လေယာဉ်တွေထပ်မံရောက်ရှိလာခြင်းဟာမြန်မာလေတပ် MAF ရဲ့ထောက်ပံ့ပို့ဆောင်ရေးနဲ့လက်ပန်းနိုင်မှုစွမ်းရည်ကိုတိုးပွားစေဖို့ဖြစ်တယ်လို့အဲဒီအဖွဲ့ကထပ်မံရှင်းတာဖော်ပြထားပါတယ်။မြန်မာ Witness အဖွဲ့ကဖော်ပြမှုအတိုင်းသာမြန်မာလေတပ်က Y8 အမျိုးအစားလေယာဉ်နှစ်စင်းကိုထပ်မံအားပြေခဲ့တယ်ဆိုရင် တိုင်းသားလည်းနဲ့ကအဖွဲ့တွေနဲ့ PDF အဖွဲ့တွေအတွက်ကြီးမားတဲ့အိမ်မက်ဆိုရီပုံမှန်မရဘဲရှိတယ်လို့ဆိုနိုင်ပါတယ်။အဲ့ဒီ WAI အမျိုးအစားနေပြည်တော်မြောက်တယူပို့ဆောင်ရေးလေးရင်ဟာနာဆတ်ကအစိုးရကလက်ရှိတိုက်ပွဲတွေမှာအဓိကထားအသုံးပြုနေရဲ့ဝိုင်းတွဲအမျိုးအစားလေးရင်ထက်ညံတော့ပြန်တန်းနိုင်နေအကွာဝေးတယူနိုင်တဲ့အလေးချိန်ပုံမှန်ကောင်းမွန်တဲ့အတွက်နာဆတ်ကအနည်းနဲ့စစ်တီဝေကိုတယူပို့ဆောင်ရမှာပဲဖြစ်ဖြစ်လေကြောင်းကဘုံကျဲတိုက်ခိုက်ရမှာပဲဖြစ်ဖြစ် မိုင်တွဲလျင်တွေထက်ပုံမိုးလှင်မြန်စွာတွားရောက်ကူညီပေးနိုင်ွယ်ရှိနေပါတယ်။ WAI အမျိုးအစားလျင်တွေကိုတရုတ်နိုင်ငံအခြေဆိုင်ရှန်စီလေကြောင်းကော်ပိုရေးရှင်းကုမ္ပဏီက ထုတ်လုပ်ခဲ့တာဖြစ်ပြီးဆိုဗီယက်ပြည်ထောင်စုက ထုတ်လုပ်ခဲ့ပူတဲ့ဆိုဗီယက်အန်တိုနော့ဖ် AM တွဲအမျိုးအစားလျင်ကို အခြေခံကထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။တရုတ်ကုမ္ပဏီက WAI အမျိုးအစားလျင်တွေကို1994ခုနှစ်ဒီဇင်ဘာလအတွင်းပထမဆုံးအကြိမ်စမ်းသပ်ပြန်တန်းခဲ့ပြီး 1981ခုနှစ်မှာထုတ်လုပ်ရောင်းချခဲ့ခြင်းဖြစ်ရာလက်ရှိအချိန်အထိ18အမျိုးအစားလေရင်တွေနဲ့မျိုးကွဲလေရင်အစဉ်ရေ169စင်ထုတ်လုပ်ထားရလို့သတင်းချက်လက်တွေကိုစူးစီးဖော်ပြထားတဲ့ Wikipedia website ကဖော်ပြထားပါတယ်။ဝိုင်းအိအမျိုးအစားမဟာဗျူဟာမြောက်တယူပို့ဆောင်ရေးလေရင်တွေဟာရောဂါတွေကိုလိုက်ပြီးအသုံးဝင်ပုံကွာခြားပေမဲ့အခြေခံအချက်လက်အများစုကတုန်ညိမှုရှိနေပါတယ်။သတင်းချက်လက်တွေကိုစူးစီးဖော်ပြတဲ့ Wikipedia website ရဲ့ ဝိုင်းအိတ်အမျိုးအစားလေယာဉ်တွေကိုလေယာဉ်မိုး2ဦး3ဦးဒါမှမဟုတ်5ဦးမောင်းနေနိုင်ပြီးတော့စစ်တီအရေအတွက်60ကျော်တင်ဆောင်ပြန်တန်းနိုင်တယ်လို့သိရပါတယ်။ဒါအပြင်ဝိုင်းအိတ်အမျိုးအစားလေယာဉ်တွေရဲ့အရှိဟာ130တက်ပြီး9လက်မှရှိပြီး လေယာဉ်တောင်ပံက124ပြီး10လက်မှရှိတယ်လို့သိရပါတယ်။လေယာဉ်ရဲ့အမြင်ကတော့36ပြီး9လက်မှရှိနေပြီးတော့လေယာဉ်ကြီးတက်တက်အလေးချိန်က9842ပေါင်ရှိနေပါတယ်။ အပြင်ဝိုင်းအိမ်အမျိုးအစားလျင်တွေဟာအလေးချိန်စုစုပေါင်း33,482 33, ပေါင်းတင်ဆောင်ပြန်တန်းနိုင်ပြီးလျင်အင်ဂျင်လေးလုံးတက်ဆင်ထားတယ်လို့သိရပါတယ်။ဝိုင်းအိမ်အမျိုးအစားလျင်တွေဟာပုံမှန်အားဖြင့်တော့တနအီကို340မိုင်နှုန်းနဲ့ပြန်တန်းပေမဲ့အမြင့်ဆုံးပြန်တန်းနိုင်မှုမြန်နှုန်းကတော့တနအီကို410မိုင်နှုန်းနဲ့ပြန်တန်းနိုင်စွမ်းရှိပါတယ်။ဒါပြင်ဝိုင်းအိမ်အမျိုးအစားလျင်တွေဟာအကွာအဝေး3489မိုင်ထိ ပြန်တန်းနိုင်စွမ်းရှိနေပြီးအမြင့်ဆုံးပြန်တန်းနိုင်တဲ့အမြင့်ဘေက3400ဘေဖြစ်တယ်လို့ဆိုပါတယ်။အဲဒီ WAI အမျိုးအစားလေးရင်တွေဟာ23မှာမှ7တနက်2လက်တက်ဆင်ထားတယ်လို့သိရပါတယ်။သတင်းကြီးနေတဲ့အတိုင်းသာမြန်မာလေတပ်က WAI အမျိုးအစားလေးရင်ကိုပိုင်ဆိုင်ခဲ့မယ်ဆိုရင်လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော့မြန်မာလေတပ်ရဲ့စွမ်းဆောင်ရည်ပိုင်းပုံမကားမွန်လာဝဲရှိတယ်လို့ဆိုနိုင်ပါတယ်။မြန်မာလေတပ်ဟာလက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာ ဝိုင်းတွဲအမျိုးသားလေရင်ကိုတည်ယူပို့ဆောင်ဖို့အတွက်အဓိကထားသုံးနေရတာဖြစ်ပါတယ်။မြန်မာလီတက်ကလက်ရှိအသုံးပြုနေတဲ့ဝိုင်းတွဲလေရင်ကိုဟာပင်လေကြောင်းကုမ္ပဏီကထုတ်လုပ်ခဲ့ပြီး1985ခုနှစ်မှာထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ဝိုင်းတွဲအမျိုးသားလေရင်တွေဟာအလေးချိန်စုစုပေါင်း11648ပေါင်ကတင်ဆောင်ပြန်တန်းနိုင်စွမ်းရှိပြီးအင်ဂျင်နှလုံးတက်လေရင်ဖြစ်က အကွာအဝေး130မိုင်ထိပြန်တန်းနိုင်ပါတယ်။ မိုင်တွဲလျင်တွေရဲ့မြန်နှုန်းဟာတနာရီ204မိုင်ဖြစ်ပြီးနေထဲမှာအမြင့်ပေး2300ပေးထိပြန်တန်းနိုင်စွမ်းရှိပါတယ်။မြမလီတက်နဲ့တည်င်းကြီးနေတဲ့ Y8 လျင်ကလက်ရှိအသုံးပြုနေတဲ့ Y တွဲအမျိုးသားနဲ့လျင်နဲ့နှိုင်းရှင်အများကြီးမြန်နှုန်းပြန်တန်းနိုင်တဲ့အကွာဝေးတင်ဆောင်နိုင်တဲ့အလေးချိန်အပါဝင်အစစအရရာတာလွန်ကောင်းမွန်တဲ့လို့ဆိုနိုင်ပါတယ်။မိုင်တွဲလျင်တွေဟာစုစုပေါင်းအလေးချိန်11648ပေါင်သာတင်ဆောင်ပြန်တန်းနိုင်စွမ်းရှိပေမယ့် ဝိုင်းအိတ်လျင်ကအလေးချိန်စုစုပေါင်း33,482 34ပေါင်းတင်ဆောင်ပြန်တန်းနိုင်စွမ်းရှိရာဝိုင်းအိတ်အမျိုးအစားလျင်ကတာလွန်နေပါတယ်။ဒါ့အပြင်ဝိုင်းတွဲလျင်ကအင်ဂျင်နှလုံးတက်ဖြစ်ပေမဲ့ဝိုင်းအိတ်လျင်ကအင်ဂျင်လေးလုံးတက်ဆင်ထားပါတယ်။ဝိုင်းတွဲမျိုးအစားလျင်က အကွာအဝေးမိုင်ပေါင်း130အထိသာ ပြန်တန်းနိုင်စွမ်းရှိပေမဲ့ဝိုင်းအိတ်အမျိုးအစားလျင်က3,486မိုင်အထိပြန်တန်းနိုင်စွမ်းရှိကဝိုင်းအိတ်လျင်ကဝိုင်းတွဲလျင်ထက် အကွာအဝေးလေးစာကျော်ပုံမပြန်တန်းနိုင်ကတာလွန်ကောင်းမွန်နေပါတယ်။မြမလေးတက်လက်ရှိအသုံးပြုနေတဲ့ဝိုင်းတွဲအမျိုးအစားလျင်ကတနအီကိုမြန်နှုံ200မိုင်ဖြစ်ပေမဲ့ဝိုင်းအိအမျိုးအစားလျင်ရဲ့တနအီမြန်နှုံကတနအီကို410မိုင်နှုန်းပြန်တန်းနိုင်စွမ်းရှိရ။ဝိုင်းအိလျင်ကနှစ်စာကျော်ပုံမပြန်တန်းနိုင်စွမ်းရှိနေပြီးတော့သွားရောက်လို့တဲ့နေရာကိုပုံမလျင်မြန်စွာပြန်တန်းရောက်ရှိနိုင်မှာလေးဖြစ်ပါတယ်။မြမလေးတက်ဟာလက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲမှာ ဝိုင်းတွဲအမျိုးသားလေရင် ကိုအုံပြုပြီးပုံတိပေါင်း60ကျော်တင်ဆောင်တိုက်ခိုက်နေပြီးတော့ဝိုင်းအိတ်လေရင်ကိုအုံပြုခဲ့မယ်ဆိုရင်60မမပုံ60မမစားတဲ့ပုံတိအပါဝင်ပုံတိအလုံးကြီးတထောင်ကျော်ကိုတင်ဆောင်ပြန်တန်းတိုက်ခိုက်နိုင်စွမ်းရှိနေရစစ်ပွဲရလက်နဲ့စစ်ပွဲအလှည့်ပြောင်းများစွာဖြစ်လာပွဲရှိနေပြီးတော့တိုင်းသားလက်နဲ့ကောင်အဖွဲ့တွေနဲ့ PDF အဖွဲ့တွေအတွက်ကြီးမားတဲ့အိမ်မက်ဆိုပြီးမရပွဲရှိနေပါတယ် ။ NASA ကအဆိုရဟာ Y8 ဘုံကျဲလေယာဉ်တွေကိုအသုံးပြုခဲ့မယ်ဆိုရင်190မှာမှဘုံသေးတွေကိုလည်းလေယာဉ်ပေါ်တင်ဆောင်ပြီးတော့လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်နိုင်ပါတယ်။သတင်းတွေထွက်ပေါ်နေတဲ့အချိန်မြန်မာလေတပ်ဟာ Y8 မျိုးစားလေယာဉ်တွေကိုစစ်ကူပို့ဆောင်ခြင်းနဲ့လေကြောင်းတိုက်ခိုက်ခြင်းတွေမှာဝိုင်းတွေမျိုးစားလေယာဉ်နဲ့ပုံမူတလုံးကောက်မှုမှာဖြစ်ပါတယ်။ဘလိုပင်ဆိုနေစေကမူမြန်မာလေတပ်ကဝိုင်းအမျိုးစားလေယာဉ်တွေကိုပိုင်ဆိုင်လာဝယ်ရှိနေတဲ့သတင်းက NASA ကအစိုးရကိုအားပေးနေသူတွေအတွက် သတင်းကောင်းဖြစ်ခဲ့ပြီးတော့ NASA ကအစိုးရကိုစန့်ကျင်နေတဲ့တိုင်းဒါလနဲ့ကအဖွဲ့တွေ PDF အဖွဲ့တွေအတွေ့သတင်းဆိုဖြစ်လာပွဲရှိနေပါတယ်။ NASA ကအစိုးရကလက်ရှိအချိန်မှာ WA အမျိုးသားလေယာဉ်တွေကိုပိုင်ဆိုင်ထားပေမဲ့အတုံးပြူတိုက်ခိုက်တဲ့အချိန်အရေအတွက်ဟာဝိုင်းတွဲထက်နိုင်ရှင်နေပါခဲ့တယ်လို့ဆိုနိုင်ပေမဲ့ WA အမျိုးသားပုံကျဲလေယာဉ်နှစ်စီးကိုထပ်မံပိုင်ဆိုင်လာမယ်ဆိုရင် WA အမျိုးသားပုံကျဲလေယာဉ်တွေအတုံးပြူမှုကပုံပုံမြင့်တက်လာပွဲရှိနေပါတယ်။ ဒါကြောင့်ငါစကအစိုးရကိုစန့်ကျင်နေတဲ့တိုင်းဒါလက်နက်ကအဖွဲ့တွေနဲ့ PDF လက်နက်ကအဖွဲ့တွေရဲ့နေဝင်ချိန်တွေအိမ်မက်ဆိုးမရမဲ့အချိန်တွေတဖြည်းဖြည်းရောက်ရှိလာတော့မယ်လို့ဆိုရမှာလည်းဖြစ်ပါရဲ့ရှင်